စစ်ကောင်စီကဒီလ24ရက်နေ့ကကြောက်ဖြူရေနံတောင်ကျေးရွာကိုအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တပ်ကြီးပိုင်းစစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံးပြီးအမျိုးသား၂ယောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့တောင်ကုန်းမြို့နယ်မှာစစ်ကြံပုံးပေါက်ွဲလို့အမျိုးသား၁ယောက်သေဆုံးသွားခဲ့တယ်လို့သိရရှိပါရယ်စစ်ကောင်စီကဧပြီလ22ရက်နေ့ကစတင်ပြီးနောက်ထပ်တစ်ပတ်အပြည့်အခက်ရက်စီကြောင်းထုတ်ပြန်ထားချိန်မှာပဲကြောက်ဖြူမြို့နယ်ရေနံတောင်ကျေးရွာကို အသိခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလဘာကျေးရွာကစစ်ပေးရှောင်တင်းနေတဲ့အသက်60ကျော်အရွယ်ဒေါ်မိုင်းရင်နှုတ်သေဆုံးသွားခဲ့ရပြီးရင်းနံတောင်ကျေးရွာကဦးလှဆန်နဲ့နောက်ထပ်အမျိုးသားတယောက်တို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုကြောက်ဖြူအခြေဆိုင်ဒညဝတီရေတပ်ဌာနချုပ်ကဧပြီလ24ရက်နေ့ညနေ3:00နာရီမှာအသိခံ drone နဲ့၃ချိန်တိုင်တိုင်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ရကနေ ဘုံသိန်းတလုံးဟာဥလှဆယ်ရဲ့နေအိမ်အတွင်းကိုကြာရောက်ပေါက်ွဲပြီးအခုလိုသေဆုံးတရရခဲ့ကြတာဖြစ်ပါတယ်။အလားတူပဲတောင်ကုန်းမြို့နယ်မှာလည်းဧပြီလ24ရက်နေ့မနက်9:00နာရီလောက်မှာတောင်ပေါ်မှာတောရှင်းလင်းလုံးနေစဉ်စစ်ကြံဘုံတလုံးပေါက်ွဲခဲ့တဲ့အတွက်ဇီဒီကွင်းရွာကဦးမောင်သိန်း45နှစ်ပွေရှင်ပြီးသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။